ငယ်တယောက်သေဘေးနဲ့ကြုံမဲ့လူငယ်တယောက်ဒါဖြင့်ငါသူ့သေဘေးကလွတ်အောင်လုပ်မဲ့နီလန်းရှိလာလို့ဆိုသူဟာကံကြမ္မာဝကြွေးကိုပေးဆိုင်ရမဲ့လူဖြစ်တော့သေဘေးကလွတ်ဖို့သူမရှိတော့ဘူးတခါတည်းအကျတော့ကံကြမ္မာတွေကအကုန်ဖန်တီးထားပြီဆိုရင်ဘုရားတော်မှာကယ်နိုင်တာမဟုတ်ဘူးဒီကံကြမ္မာဖန်တီးလာပြီဆိုရင်သို့တော်မကယ်နိုင်တဲ့အထဲမှာအကောင်းဖြစ်အကောင်းဆုံးဖြစ်အောင်တော့လုပ်ပေးလိုက် အဲ့ဒီလူငယ်တယောက်ဟာတက္ကသိုလ်ပြေကပညာသင်ပြန်လာတာပညာသင်လာတဲ့အခါမှာသူကဆရာကားတွေပေးဖို့ရှိတယ်ရှေးတုန်းကတော့ငါကအနေနဲ့ပေးတာမဟုတ်ဘူးပညာစုံပြီဆိုတဲ့အခါအာစရိယတဏဆိုတဲ့ဆရာတော်ဆရာတွေကိုပေးရမယ်ပစ္စည်းကိုဆိုဝိတိတဏကိုပေးကြတယ်သူဟာပညာစုံလာတဲ့အခါခုခေတ်လို့ဆိုရင်ပွဲလက်မှတ်တွေပါရလာခဲ့ပြီပေါ့ ရလာပြီးတဲ့အခါအိမ်ပြန်ပြီးတော့ဆရာကိုပြေးဖို့ကတော့ဖို့ဝေချေးပြန်ယူတယ်ပြန်ယူတာသူပြန်လာတဲ့တရင်ကိုကြားထားတဲ့တောပုံဓမြတွေကရှိတယ်တရင်ရထားတယ်ဒီကောင်အိမ်ပြန်သွားတယ်အိမ်ပြန်သွားပြီးရင်ဆရာကြီးစီသွားပြီးတော့ဝေထုတ်ထမ်းပြီးသွားလိမ့်မယ်ဘယ်လန်းကသွားမယ်ဆရာကိုဒီခွေတွေသူဟာဆရာကအနေနဲ့ပေးလိုက်တယ် အဲ့ဒါကိုချားကဖြတ်ယူဖို့အတွက်သူတို့စောင့်ဆိုင်းနေကြတော်တယ်မှာမြတ်စွာဘုရားအဲ့ဒါကိုမြင်လိုက်တယ်မြင်လိုက်တော့ဒါကိုမလုပ်ဖို့တားလို့ရမလားလို့ဆိုသူကံကြမ္မာကဖန်တီးနေပြီအားလုံးဟာစင်သိဖြစ်နေပြီဆိုမလုပ်လို့မရဘူးတဲ့ကံကြမ္မာဖန်တီးလာပြီဆိုဒီဟာမြတ်စွာဘုရားတောင်းမကယ်နိုင်ဘူးလို့ဆိုတယ်အဲ့တော့ ဲ့ဒီလူအခြေအနေမျိုးရောက်တဲ့အခါမြတ်စွာဘုရားကမသွားလို့သူသွားမဲ့လမ်းကြောင်းချွတ်တင်ပြီးတော့မြတ်စွာဘုရားတပင်းတပင်းအောင်မသွားထိုင်နေပကြံရင်သူရောက်တာလေရောက်လာတဲ့အချိန်လေးမှာသူကဝင်ပြီးတော့ကြောတော့မင်းအားကိုးစရာတွေပါလေရှိရလားဘုရားအာကိုရရှိရလားမရှိသေးဘူးအေးမရှိလို့ရှင်မြဲအာကိုရယူထားငါပြောမယ် အာကိုရဆိုတာရှိရတယ်ဘုရားမှာဆိုပြီးမြတ်စွာဘုရားကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတရဏကုံကိုသူအတင်ပေးလိုက်တယ်မင်းဒါလေးအာကိုဆိုအေဒီနေအမကန့်ချမကရှောင်လွဲလို့ရတဲ့ကန့်ချမမျိုးဆိုလို့ရှိရင်တော့လေဗုဒ္ဓံတရဏံကိစ္ဆာမိယွတ်တာနဲ့တေဘေးကတော့နိုင်တယ်ပေါ့ သို့သောရှောင်လွဲလို့မရတော့တဲ့အခြေအနေဆရာဝန်တွေတောင်မှ inquiry ပေါ်ဆိုကုလို့မမရဘူး